ပရိသတ်တို့အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်တမပြန်လဲကျဆွန်လိုက်ပါရှင်ပရိသတ်တွေအတွက်နေစဉ်ပြည်တွင်ပြည်ပသတင်းများကြောင့်လာရတဲ့သတင်းများနဲ့နောက်ဆွေသတင်းများကိုအချိန်နဲ့တပြည့်ညီစာတင်ဆက်ပေးတော့မှာဖြစ်ပါရှင် ရခုပရမောစွာစတင်တက်ဆက်ပေးမဲ့တရင်ချောင်းလေးကတော့ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းရှိစစ်တပ်ရဲ့ညောင်ခါရှိ X-ray gate ကိုတရားကွန်မမရှော့တိုက်တော့တလုံးဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့တဲ့ဆိုတဲ့တရင်လေးပဲဖြစ်ပါအောင်ဘကိုးတိုင်းရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းရှိအကြံပစ်စစ်တပ်ရဲ့ညောင်ခါရှိ X-ray gate ကိုတရားကွန်မမရှော့တိုက်တော့တလုံးဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့ကြောင်းဝေါ်မြွနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ကိတ္တတန်ဌာနထပ်ပြောဆိုထားဖြစ်ပါတယ်။ မက်စလာရှင်ရဲ့နေနဲ့တုံးနှံ့ခန့်တွင်ရန်ကုန်မော်ရမြိုင်အဝေးပြေးလန်းဝေါ်မြုံနေရှိအကျန်းပစတရဲ့ညောင်ခါရှိအိစရိတ်ကိတ်ကိုတော်လရင်တပ်ဖွဲ့များကတရားခွန်မမရှော့တက်တုံတုံလုံးပြင်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ရင်းတက်ခိုက်မှုအတွင်မှအကျန်းပစကောင်စစ်တပ်သားများထိခတ်တေဆုံမှုရေတွက်နေပြက်စီမှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိတဲ့ကြောင်းတော်လရင်တပ်ဖွဲ့များအထူးခံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် လက်ရှိညောင်ကားရှိစစ်စီရေကကပကောတိုင်းနဲ့မွန်ပြည်နယ်အဆက်မရှိတဲ့ပေါ်တော်လရင်အင်အားစုတွေအတွက်တော့ဒီကိကအနောက်ရှက်တစ်ခုဖြစ်ပါတယ်အထဲကိုလက်နဲ့ခဲရတွေတွင်းတဲ့အခါကျရင်ဒီကိကစစ်စစ်ပြီးတော့ဒီကိမှာတော်တော်များများဖမ်းမိကုန်တာများပါတယ်အဲ့ဒီတော့ဒီကိကိုတော့ကျွန်တော်တို့ကနောက်ပိုင်းဒီဇိုင်းမမဖြိုခွင်းဖို့တော့ဆောင်ရွက်သွားမှာပါဟိုဝေါ်မြွတ်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိတဲ့သူကတော့ပြောဆိုထားဖြစ်ပါတယ် အဆိုပါတက်ခတ်မှုကိုတော့ဝေါ်မြွနယ်ပြည်တွကကိုရဲတပ်ဖွဲ့ပကဖားနဲ့ကဝါမြွနယ်ပြည်တွကကိုရဲတပ်ဖွဲ့ပကဖားကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ထိုင်းနိုင်ငံရောက်တဲ့မြန်မာကျောက်ခတ်တယ်များနဲ့ရွှေပြောင်းအလုပ်သမားများအရေးပူပေါင်းဆောင်ရွက်နိုင်ရန်ထောင်ကိုရီးယားလွတ်တော်အမများနဲ့ CRPH တို့ကဆွေးနွေးထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ ထိုင်းနိုင်ငံရောက်တဲ့မြန်မာဒုက္ခသည်များနဲ့မြန်မာရွှေ့ပြောင်းအလို့သမားများအေးအေးယူပူပေါင်းဆောင်ရွက်သွားနိုင်ရန် CRPA NUG တာဝန်ရှိသူများက တောင်ကိုရီးယားလူထုအမှအန်ဂီလီနဲ့အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးကြကြောင်းသိရှိရပါတယ်။မက်စလာငရဲ့နေ့ကနေပြည်တော်ဆွေးနွေးတော်ကိုစားပြုကော်မတီအမျိုးတိုင်းညီညွတ်ရေးအစိုးရတာဝန်ရှိသူများဟာတောင်ကိုရီးယားလူထုအမှအန်ဂီလီတို့နဲ့အွန်လိုင်းကနေတဆက်တွေ့ဆုံပြီးထိုင်းနိုင်ငံသို့အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့မြန်မာဒုက္ခသည်များနဲ့မြန်မာရွှေ့ပြောင်းလူထုများအရင်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။တွစ်ဆိုဆွေးနွေးပွဲမှာဇန်နဝါရီလ30ရက်နေ့ကပူပေါင်းချင်းပိုက်ခဲ့တဲ့မဲဆောင်ရှိမြန်မာဒုက္ခသည်များအတွက်အခွင့်အရေးနဲ့စီးပွားရေးအခွင့်အလမ်းများမြင့်တင်ပေးရေးကိုရီးယားထိုင်းမြန်မာကမ္ဘာလုံးဆိုင်ရာပရိုဂရမ်အပေါ်မှာအားသာချက်အားနည်းချက်များအားဆွေးနွေးသုံးသပ်ခဲ့ကရင်းအစီအစဉ်ရဆက်နဲ့လှုံ့ဆော်တည်တည်များကိုတက်ရောက်လာကြသူများကအကြံပြုဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။ ထို့ပြင်ပြည်ထောင်စုလွတ်တော်ကုစားပြုကော်မတီအလုပ်သမားရေးရာကော်မတီအဝတ်အားဥဥကမင်းအမျိုးသားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နေနဲ့တာဝန်ရှိသူများကခြားနိုင်ငံအတွင်ရောက်ရှိနေတဲ့မြန်မာဒုက္ခသည်များမြန်မာရွှေ့ပြအလုပ်သမားများရဲ့အခက်အခဲများနဲ့လိုအပ်ချက်များခြားနိုင်ငံအတွင်မှာအထောက်အထားရရှိနိုင်ရေးရည်တည်နိုင်ရေး ရက်တင်နေထိုင်ရေးအခက်အခဲများထိုင်းနိုင်ငံကဖန်စီထိတ်တဲခံရသူများအားစကောင်းစစ်တမ်းမှာအနံ့နေခြင်းနဲ့ရင်းတို့အားအကြံပေးဆဲအဆူကအတ္တမစစ်မှုထမ်းစေခံခြင်းခံရခြင်းတို့ကိုဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။ အလားတူထိုင်းနိုင်ငံရောက်တဲ့မြန်မာမျိုးဆက်တဲ့လူငယ်များပညာဆက်နဲ့တင် जा နိုင်ရတဲ့အတွဲကြုံတွေ့နေရတဲ့အခက်အခဲများကိုဆွေးနွေးဖလှယ်ကြပြီးအကူအညီလိုအပ်နေတဲ့မြန်မာပြည်သူများအတွဲတောင်ကိုရီးယားထိုင်းနိုင်ငံအပါအဝင်နိုင်ငံတကာအတိုင်ဝန်ကလည်းကူညီပံ့ပိုးမှုများအားကောင်းလာစေရေးပူပေါင်းဆောင်ရွက်ပြီးရန်တိုက်တွန်းကြတရှိရပါသည် တွေ့ဆုံပွဲတို့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီမှအဖွဲ့ဝင်များအလို့သမားရေးရာကော်မတီမှဥက္ကဋ္ဌအတွင်းရေးမှူးနဲ့အဖွဲ့ဝင်များအမျိုးသားညီညွတ်ရေးအစိုးရအလို့သမားဝန်ကြီးဌာနမှဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူများအမျိုးသားညီညွတ်ရေးအစိုးရတောင်ကိုရီးယားနိုင်ငံဆိုင်ရာကုလသမဂ္ဂနဲ့ရုံးအဖွဲ့များ၊နယ်စပ်အခြေပြုရွှေ့ပြောင်းနေထိုင်သူများအရင်းကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများမှာ တာဝန်ရှိသူများတောင်ကိုရီးယားများရဲ့လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီကထုတ်ပြန်ထားဖြစ်ပါတယ်။ဆက်လက်ပြီးတော့ငဇွန်မြို့နယ်ချွမ်းတန်ရွာရှိစစ်တပ်ထိုင်းစခန်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်ကောင်စစ်တပ်များထိခိုက်ဒေဆုံးမှုရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ မန္တလေးတိုင်းငဇွန်မြို့နယ်ထွန်းတရွာရှိအကျံဘက်စတက်အထိုင်စခန်းကိုဒရုန်းဖြင့်ပုံချတိုက်ခတ်ခဲ့ရရင်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်း92ပျောက်ကြားတပ်ဖွဲ့ငဇွန်မှတာဝန်ရှိသူတို့ကရှမ်းကုန်ခေတ္တတင်ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်မက်စလာ၆နှစ်တွင်နဲ့၁၇နှစ်ခန့်တွင်ငဇွန်မြို့နယ်ထွန်းတာကျွော်တွင်အင်အား၅၀ခန့်ဖြင့်အထိုင်းချတပ်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စစ်တပ်သားများကိုကျွန်ရေးတပ်ဖွဲ့ဝင်များကဒရုန်းဖြင့်ပုံတီးသုံးလုံးချေချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ ရင်တက်ခိုင်းမှုအတွင်မှာဆိုရင်တော့အကြံပေးစကစစ်တတများထိခိုက်ဒေဆုံမှုရှိခဲ့တော်လည်းပဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်တဲ့ကြောင်းတော်ရင်တပ်ဖွဲ့များအထိကံမရှိပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသိရှိရပါတယ်စစ်ကွင်းနဲ့ပြည်ခွေးအင်အား50လောက်အထိုင်ချထားတဲ့စခန်းကိုတိုက်ခိုက်ခဲ့တာ face wind drone စီးနဲ့ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့တာပါစစ်ကွင်းနဲ့ပြည်ခွေးအထိခတ်ကြာရှုံးမှုတွေများတယ်လို့လည်းသိရပါတယ် ်အကောင်ရင်အတွက်တော့မတရားသေးပါဘူးဟို92ပျောက်ကြားတပွဲငဇော်မတောင်းရှိတတူကတော့ပြောဆိုထားဖြစ်ပါတယ်အဆိုပါတိုက်ခိုက်မှုကိုတော့92ပြောက်ကြအဖွဲငါစွာငါစွာမြို့နယ်ပကပာအေယာမပွေးပြောက်ကြအဖွဲ Fight for Freedom တို့အဖွဲနဲ့ဇေယျရွှေမြအဖွဲတို့ကပူးပေါင်းလှုပ်ဆောင်ကြတာတရှိရပါတယ် ငါဇွန်မြို့နယ်အတွင်းမှာအကြံပေးစတဲ့ကပီတူများကိုပြင်မာထား၍နေချောင်းတက်ခတ်မှုများပြုလုပ်နေခြင်းကြောင့်ပြည်သူများအနေဖြင့်နေချောင်းအသည့်တတိရှိစွာနေထိုင်ကြပါရန်92ပြောက်ကြအပွဲငါဇွန်ကအသည့်ပေးလို့ဆွချားဖြစ်ပါတယ်ဆလဲပြီးတော့ခြားနိုင်ငံတွေဖန်စီခံရပြီးစစ်ကောင်စီထံတို့ပြန်လွှဲစင်စစ်မှုထမ်းအဖြစ်ဆွတ်ဆောင်ခံရသူလူငယ်၁၆ဦးထွက်ပြေးကနှစ်ဦးကတော့မြိတ်ပတ်ကပတ်ထံရောက်ရှိပြီး၄ဦးကိုစစ်ကောင်စီကပြန်လည်ဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ ထိုင်းနိုင်ငံရင်းအောင်မျိုးတွင်ဖမ်းဆီးအချုပ်ချပြီးမြန်မာနိုင်ငံသို့ပြန်ပို့ခံခဲ့ရတဲ့အစဉ်မှာစစ်သားဖြစ်အဓမ္မဆင်းခိုင်းချင်းခံရသူများအနေနဲ့လူငယ်16ဦးထွက်ပြေးလာခဲ့ပြီးမြိတ်ပတ်ကဖထားသူလူငယ်9ဦးပြန်လည်ရောက်ရှိလာခဲ့ကြောင်းမြိတ်ပတ်ကဖမှာပြန်ချရေးတောင်းပန်ခံလာရောက်ကရန်ကုန်ခေတ္တတနင်္ဌာနထပ်ပြောကြားထားဖြစ်ပါတယ်မက်စနာ6ရက်နေ့ထိုင်းနိုင်ငံရန်အောင်မြို့အချုပ်တွင်အချုပ်ကြခံပြန်အောင်မြန်မာနိုင်ငံသို့ပြည်လဲပို့ဆောင်ခံရကစစ်မှုထမ်းတပ်သားအဖြစ်အတင်းအနမှာဆူဆောင်ခံရသူတက်နိုင်ချွေး နိုင်ဝင်းထွန်းတို့ဟာမြင်းမြွနယ်ပြည်သူကကိုရဲ့အဖက်ထတ်တို့အရောက်ရှိခိုးလုခဲ့ကြကြောင်းသိရှိရပါတယ်။အားလုံးထွက်ပြေးလာတာက16ဦးလို့ပြောပါရယ်။လမ်းမှာကပြန်ဖန်ခံထိတွာတာ၄ဦးရှိပါတယ်။လက်ရှိနှစ်ဦးကတော့ကျွန်တော်တို့စီကိုရောက်လာပါပြီ။ကျန်တဲ့10ဦးကလည်းလုံချုံတဲ့နေရာရောက်ပြီလို့သိရပါတယ်။ကျွန်တော်တို့စီကိုချိတ်ဆက်လာတာကထိုင်းကနေချိတ်ဆက်လာတာအတိအကျတော့သူတို့ကထဝယ်သားတွေဖြစ်နေလို့သူတို့ကိုစစ်မှုထမ်းဖန်ခေါ်လာပြီးတော့မြေကိုရောက်လာတာမြေကိုရောက်လာတဲ့အတွဲထိုင်းကနေဖုံးဆက်ပြီးတော့အကူကြီး တောင်းတဲ့အတွက်သူတို့ထွက်လာလို့ရမယ်လမ်းကြောင်းကနေပြန်ပြီးတော့ခေါ်ထုတ်ချတာဖြစ်ပါတယ်ဟုမြေခရိုင်မှာပြန်ချရတဲ့တဝန်ခံလာရောက်ကရှန်ကုန်းခေတ္တတင်ဌာနတက်တို့ပြောဆိုထားဖြစ်ပါတယ်ဖေဖော်ဝါရီလ3ရက်နေ့ညနေတနင်္လာ30မိနစ်ဝန်းကျင်ကတက်နိုင်ထွေးနဲ့နိုင်ဝင်းထွန်းတို့အပါအဝင်16ဝါမြေမြွနဲ့ရွှေတူပညာရေးကျောင်းနိုင်ဖွင့်လှစ်ထားတဲ့စစ်မှုထမ်းအပတ်စဉ်ကိုတင်တဲ့ကျောင်းနဲ့ထွက်ပြေးလာခြင်းဖြစ်ပြီးဖေဖော်ဝါရီလ4ရက်နေ့တွင်၄ဦးကပြန်လည်ဖမ်းခံလာရကြောင်း ဂျန်နက်ဆက်နှုတ်မှာလွမြောက်နေမြေတို့ရောက်ရှိနေပြီဖြစ်တော့လဲပဲတိုင်နန်ထရီးစ်နဲ့နိုင်ဝင်ထွန်းတို့ကတော့မြေမြုပ်နယ်ပကဖတ်တန်တို့မတ်စလာချာနေတွင်ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်၎င်းတို့ဟာထားနိုင်ငံကျဉ်းအောင်မြို့အချုပ်တွင်အချုပ်ကြခံရပြီးရန်နောက်ကော့တောင်မြို့သို့ပို့ဆောင်ခံရကြောင်းကော့တောင်မြို့ကနေတဲ့စိန်ခန်းလျာ431တရံအတွင်းသို့ပို့ဆောင်ခံရပြီးစစ်မှုထမ်းစစ်သားအဖြစ်အထမဆွဆောင်ခံရကြောင်းခန်းလျာ431တရံတွင် ခொနည်းရခန့်နေကြပြီးမြို့မြို့နယ်ရွှေတူးပညာရေးကျောင်းတို့စက်နေပြန်ထမံပို့ဆောင်ကရွှေတူးပညာရေးကျောင်းတိုင်းနေ့ရက်အကြာမှာနေထိုင်ခဲ့ပြီးထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြောင်းရဲ့တည်ဆက်ပေးမှုကိုကျွန်မပဲကြားရနာကိုပြောပါရှင်။အပင်နာဆင်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါရှင်။